အင်အောင်ရီတိုင်းပသိမ်မြို့နယ်ရှိစစ်ဘက်ဆိုင်ရာရုံးတွေမှာစစ်ကောင်စီကခံစစ်ခိုင်မာပြင်ဆင်နေပြီးဘန်ဂါရီစောင့်လုပ်နေတယ်လို့သိရပါဗျ။ပသိမ်မြို့နယ်တိုင်းစိုးရယုံရဲစခန်းတွေတရင်တွင်မှာဘန်ဂါကရုတ်ချင်းတွေကိုအခုဧပြီလအတွင်းကအခိုင်မာစောင့်လုပ်နေတယ်လို့ဒေတာကန်တွေထံကသိရပါဗျ။ပသိမ်မြို့ပေါ်ကိုဂျက်ဖိုက်တာတွေရောမိုင်းထွဲတွေနဲ့ပါတနေ့ကို၄ချိန်လောက်ကင်းဘက်ပြန်နေတာညဘက်တွေဆိုလဲစစ်ကားတွေနဲ့ကင်းဘက်တာတွေရှိတယ် ပသိမ်ပါလခကနေလင်းပြန်တက်မှုကဒီနေ့ကို၄-၅ချက်မနည်းရှိပါတယ်လို့ပသိမ်ဒေသခံသူက ARD Times ကိုပြောပါရယ်။ဂရုချင်းတွင်နဲ့ဖန်ကားတွေကိုပသိမ်မြို့လမ်းစုံလမ်းကွာနေရာချို့နဲ့တိုင်းတရားယုံ AI ရှိဝခဲမာတို့မှာတဲဤဘန်ကားတွေကပြီးအုံနဲ့နှစ်ထပ်ဘန်ကားတွေကိုလည်းအခိုင်အမာစောင့်လုပ်ပြီးခန့်စစ်ပြင်ဆင်နေတယ်လို့ပသိမ်သတင်းထူးတက်ဖွဲ့ထံကသိရပါရယ်။ ရဲစခန်းတစ်ခုစီမှာပန်းကား၅ခုထက်မနည်းဆောက်လုပ်ကကရုတ်ကျင်းနေပါ တူထပြီးကန်နာရေကင်းစခန်းတစ်ခုမှာပန်းကား၅ခုထက်မနည်းဆောက်လုပ်ပြင်ဆင်ထားတယ်လို့သိရပါတယ်အမတ်၆စစ်ချေကနေချင်းတက်စခတ၆ရွှေမြင့်တင်မှာဧပြီလ၂၀နှစ်နေ့မနက်ပိုင်းကစစ်မှုရန်တပ်သားတစ်တွေအတွက်စစ်ချေကတင်းနှံဖွင့်လှစ်ပြုလုပ်ခဲ့ပြီးတလားတာတင်းနှံပေးသွားမယ်လို့သိရပါဗျ။ စစ်မှုရန်တင်နန်းသားတစ်တွေကိုလည်းပသိမ်တက်တွေမှာကြာရှည်မထားပဲရက်တူတင်နန်းပေကရှည်ရန်ပို့ဆောင်နေတဲ့အတွက်ခပြေးသူတွေနဲ့တေဆုံးသူတွေများပြားနေတယ်လို့ဒေတာသတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်